ထောင်းတက်တဲ့လူတွေဆိုရင်တော့ဒီဟာကစားမှာမဟုတ်ပါဘူးရေပွဲသေးသေးလေးတွေကတချို့ဘူဖေးဆိုင်တွေမှာဆိုရင်မခင်တာဘူးပေါ့နော်ဒါကတော့ရှန်စားခြင်းနဲ့အသီးရွက်လေးတွေနဲ့နဲ့ပြင်းနေစားလေးတွေကိုပြုတ်ထားတာပါ Hello Shandy ရောက်နေတဲ့နေရာလေးကတော့မြုပ်သီးဖော့ဖော့အန်ဘာဘီကျူးဆိုင်လေးမှာပဲဖြစ်ပါတယ်။ Shandy ဆိုင်ရွေးလိုက်ရရွေချက်က तू က ဗိုလ်ချုပ်လမ်းမကြီးပေါ်မှာပဲရှိရပေါ့နော်။သွားလာတာလည်းအဆင်ပြေတယ်။ပြီးတော့ဒီဆိုင်မှာခင်းချင်းခအစားစားတွေလည်းအញ្ញံကိုဆုံပြီးတော့လက်ဆက်တယ်။လီကာတော့ပင်လယ်စားတွေအဆုံရှိရပေါ့နော်။ပြီးတော့ဒီမှာကဒီကားဆိုင်ကလေးအတွက်ဆိုလို့ရှင်လည်းပါကင်ကောက်ကောက်လေးထားလို့ရရပေါ့နော်။ပြီးရင်ဒီဆိုင်ရောက်ဝန်ထမ်းလေးတွေကလည်းအာစားပစ်လေးမစိုးဘူးပေါ့နော်။အဲအကြောင်းလို့ရှင်ကဒီမှာစားဖို့ရွေးချယ်လိုက်တာပါ။အားလုံးပဲ channel 2 like ကြည့်ပါအောင်ရှင်။ ငရုတ်သီးကနေ့လယ်2နာရီနေပြီးတော့မှည10နာရီဖြန့်လာပါ။သူက happy hour ဆိုပြီးတော့လည်းရှိပါတယ်။ happy hour က2နာရီနေ့4နာရီထိလာမယ်ဆိုလို့ရှိရင်269ဘက်ပဲကြာသက်မှာဖြစ်ပြီးတော့တကယ်လို့ပေါ့နော်4နာရီနောက်ပိုင်းမှလာမယ်ဆိုည10နာရီထိစားလို့ရတယ်။သူက349ဘက်ပဲဖြစ်ပါတယ်။ဒီမှာကအချိန်ကန့်သတ်မရှိရတော့အရန်ကိုသဘောကျပါတယ်။အားလုံးဝင်လိုက်ကြည့်ပါဦးရှင်။ ။ဒင်ငယ်တီဟောပေါ်ဆိုင်မှာကဟောပေါ်ကြိုက်တဲ့လူတွေအတွက်လည်းဟင်းရည်က၃မျိုးတောင်ရှိပါသေးတယ်ရှင်။ဟင်းရည်ရတာကကြက်ပောင်းရည်ရဲ့မာလာဟင်းရည်တုံရဟင်းရည်ဆိုပြီးတော့မှလူစားများတဲ့ဟင်းရည်တွေပါပဲရှင်။ဖော်ဖော်ဆိုင်တို့ဘူဖေးဆိုင်တို့လာလို့ရှင်မဖြစ်မနေရွေးတဲ့အထက်မှာတော့ပစွန်ကတော့မပါမဖြစ်ပဲပစွန်စားရှင်တို့ကိုဒီလိုဘူဖေးဆိုင်နေလာလဲပါတယ်ပေါ့နော်ဒီမှာဆိုရင်ပစွန်ကိုလည်းဒီလိုပစွန်ပစွန်တုပ်တွေပေါ့နော်အချီးတွေပဲချပေးထားရတယ်အဲ့ဒါကိုလည်းကိုစိတ်ကြိုက်ရွေးယူပြီးစားလို့ရပါတယ်ရှင် နောက်ထပ်အရှံသဘောကျတာတစ်ခုကတော့အခုလိုမျိုး baby auto pet လေးတွေကိုအများကြီးထားပေးထားပါတော့ဒီလိုမျိုး baby auto pet ရေပွဲတဲတဲလေးတွေကတချို့ buffet ဆိုင်တွေမှာဆိုရင်မခင်ထားဘူးပေါ့နော်ဒီမှာတော့ဒီလိုမျိုး baby auto pet လေးလည်းခင်ပေးထားတယ်ပြီးတော့ရေပွဲလေးတွေကိုကင်ထားရလဲတန့်ရှင်းနေပေါ့နော်သူတို့လှုပ်ထားရလဲမျက်စိတို့ဒီအစာပြွန်တို့အဲ့လိုမျိုးသူတို့ရဲ့သွားတို့အားလုံးဖြုတ်ထားတဲ့အတွက်ကြောင့်မလို့စားရတာပို့ပြီးတော့မဆေးဖြစ်ပါတယ် ဒါလေးကတော့ဝတ်သုံးသက်သာလေးကိုနှက်ထားပါတော့ဒါဆိုအဆက်နှက်ထားရှိတယ်အချိုနှက်ထားတာရှိတယ်ပြီးတော့ဘာမှမနှက်ထားတာလည်းရှိပါတယ်ဝတ်အုံနောက်ဆိုင်လူတွေဆိုလည်းဒီလိုမျိုးဝတ်အုံနောက်လေးလည်းရှိပါတယ်ဟော့ပေါ့ဆိုင်ရဲ့အဓိကအသက်ကတော့အချင်းရေပဲပေါ့နော်ရှန်ကအချင်းရေကိုမြေပဲနဲ့ဆက်တယ်ပေါ့နော်အချင်းကိုတကယ်လို့အချင်းမဆက်တော့ဘူးဆိုရင်လည်းသူတို့ဆက်ပေးထားတယ်ပေါ့နော်ရှန်အပြင်မြေပဲနဲ့စက်တုံဖြူနေတဲ့အထက် ရှာတော့ကိုကြိုက်တဲ့အရာသာတိုင်းကိုကကိုပဲပေါ့နော်ဆက်လိုက်တယ်ဒီမှာလဲသူတို့ရေးပေးထားပါဗောနော်ဘယ်ဟာဘယ်ဟာဆိုပြီးတော့အော်ဒီလိုမျိုးဘဲကင်လေးလည်းရှိပါတယ်ဒီဘဲကင်လေးဆိုအပြင်မှာဝယ်စားမယ်ဆိုရင်အဲစားမကောင်းတာလို့ဈေးကြရလို့ရှိရပေါ့နော်ဒါပေမဲ့ရှန်ကတော့ sizes လေးတွေဆိုလို့ရှိရင်လည်းကိုစားနိုင်တဲ့လောက်လေးယူပါမယ်ကလေးကတော့နံရုံမီးတောင်လေးပါနံရုံမီးတောင်လေးလည်းနည်းနည်းယူပါမယ် နယ်ယုံမီတောင်ကြောက်သချင်းချင်းဆက်ဆက်လေးလှုပ်ထားပါတော့။ဆက်ဆက်ကျောင်းနဲ့တွဲစားဖို့ဝတ်တာတုတ်ကိုလည်းရှိတယ်။ဝတ်တာတုတ်ကိုရေဆိုရှင်လည်းဒီမှာစိတ်ကြိုက်စားလို့ရရပါတော့။ဒီမှာဆိုလို့ရှင်မတော့တင်မောသေးထောင်းကိုတော့ကိုရိုင်းထောင်းရပါတယ်။ထောင်းတက်တဲ့လူတွေအတွက်ဆိုရင်တော့အရန်ကိုမိုက်ပြီးတော့မှထောင်းတက်တဲ့လူတွေဆိုရင်တော့ဒီဟာကစားမှာမဟုတ်ပါဘူး။ကျမကတော့ထောင်းတက်တဲ့လူပါလာလို့သူ့ကိုထောင်းခိုင်းထားပါတယ်။ခုဆိုရင်တော့ရှိုက်ကင်ထားတဲ့၃လက်သားကင်လေးတွေရပါပြီ။ ထားလိုက်ပါအောင်မယ်။ဒါလေးကတော့ကိုရိုင်းဆက်ထားတဲ့ hot pot sauce လေးပါ။ hot pot နဲ့ဆိုင်ရန်လိုက်ဖက်ပါရစေ။ဒီကတော့ရက်တောင်ကုန်းလေးပါရက်တောင်ကုန်းကိုတော့သုံးစီရပေးထားဆောင်းနဲ့စားပါမယ် ဒါတော့ရှန်စားခြင်းနဲ့အသီးရွက်လေးတွေနဲ့နဲ့ပြင်နေစာလေးတွေကိုပြုတ်ထားတာပါပြီးတော့မာလာခေါက်ဆွဲလေးလည်းပြုတ်ထားပါတယ်ဒီရတာကောင်းနဲ့ဟော့ပော့ဆိုင်လာလဲစားလို့ကောင်းတာပေါ့နော်။ဒီရတဲ့ကတော့နည်းနည်းငယ်လေးရှမ်းတော့တော့ ဟင်းမတောက်ဘူးဆိုတော့ quality ပဲပေါ့နော်အသားရေပါရေဘက်ကဒါပေမဲ့ channel ဟင်းတောက်တဲ့လူအတွက်ဆိုတော့နည်းနည်းလေးငန်ပါတယ်သူစီမှာဆိုလို့ရှိရင်ပေါ့နော်ဒီအသားငါးကောင်းတာတွေအာအသားကောင်းတာပြီးရင်ပင်လေးစားကောင်းတာပြီးရင်အသီးရွက်ကောင်းတာဆိုပြီးတော့လည်းသူ့ဟာလေးနဲ့သူထားပေးထားပါပေါ့နော်ပင်လယ်ဆိုင်ဆိုလို့ရှင်လဲရေခဲလေးတွေနဲ့ထားပေးထားမှာလို့သူကပုတ်သွားတာပါညာမဖြစ်ဘူးပေါ့เนาะအဲရွက်တွေဆိုလို့ရှင်လဲသူ့ အခန်းထဲသူပေါ့နော် address တွေဆိုလို့ရှင် address တို့အသားလုံးလို့ဆိုလို့ရှင်ပေါ့နော်ဒီလိုမျိုးရေခဲတက်တာနဲ့ထားပေးထားရတဲ့အတွက်ကြောင့်လည်းအမြဲတမ်းလက်ဆက်နေရယ်ဒီမှာ show water ဆိုလို့ရှင်လည်းခုလိုမျိုးရေခဲမုတ်လေးလည်းထားပေးထားပါတယ်ပြီးတော့အသီးတွေဆိုလို့ရှင်လည်းစုံရှိတယ်ခေါင်ဝမ်းလည်းရှိတယ်ပေါ့နော်ခုဆိုတော့ရှာစားလုပ်ပြီးွားပါပြီ။ဘိုက်လည်းတော်တော်တင်းွားပါတယ်။စားလိုက်တာလည်းအများကြီးစားလိုက်ပါတယ်။ မိုးလဲချုံနေပြီဆိုတော့လူတွေလည်းတော်တော်လေးကိုကြာလာပါတယ်။ဆိုင်ဖွင့်ချိန်ကနေ့လယ်နံနက်ရနေပြီးတော့မဆိုင်ပိတ်ချညဆယ်နာရီခန့်ဆိုတော့အေးဆေးထိုင်စားချင်တဲ့လူတွေအတွက်ဆိုရင်လည်းအချိန်ကတ်သတ်မရှိလို့လာပြီးအေးဆေးထိုင်စားလို့ရပါတယ်။ဆိုင်နီယာလေးကတော့ဒီဘိုကျုပ်လမ်းမကြီးပေါ့နော်မိန်လမ်းမကြီးပေါ်မှာပါပဲ။ပုံလုံးမီပွိုင်းမဲ့ရောက်ခင်ညာဘက်လေးမှာဆိုလို့ရှိရင်ဒီငရုတ်ဒီဟော့ပေါ့ဆိုင်လေးရှိပါတယ်။အာမစားဘူးသေးတဲ့လူတွေပဲဖြစ်ဖြစ်အာ တစ်ခါလောက်လာစားကြည့်ဖို့တော့ရှာ recommend ပေးချင်ပါတယ်သူစီမှာရှိတဲ့အသားငါအသီးရွက်တွေနဲ့ပင်လယ်စာတွေကတော်တော်လေးကိုစုံပြီးတော့မှအာ side dish တွေရော dessert တွေရောတော်တော်များပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ်ရှင်နောက် video တွေမှာလည်းနောက်ထပ်အစားအစာတွေနဲ့ပြန်တွေ့ပါမယ် bye bye